ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်အတူတကွအစဉ်ချင်းခွန်အားယူဖို့ရန်အတွက်တရားသူကြီးမတ်စာအခန်းကြီး3အပိုင်းငယ်10မှနဲ့တရားသူကြီးမတ်စာအခန်းကြီး3အပိုင်းငယ်10မှနဲ့ခါနန်ပြည်၌တိုက်သောစစ်မှုရှိသမျှတို့ကိုမသိသောဣသေလအမျိုးသားအပေါင်းတို့ကိုစုံစမ်းခြင်းငှာ၎င်းစစ်မှုကိုမသိသောဣသေလအမျိုးသားအစဉ်ဆက်တို့သည်စစ်အတက်ကိုသင်၍တက်စီခြင်းငှာ၎င်း တော်တော်ဖျားချန်ထားတော်မူသောလူမျိုးများဟုမူကားဒီနောက်ကဘတော်ကပြောလဲဆိုရင်ဣသရေလလူမျိုးတွေခါနန်ပြည်ကိုရောက်တဲ့အချိန်မှာတချို့ကဒီခါနန်ပြည်မှာတိုက်တဲ့စစ်မှုကိုမသိဘူး။ဒါကြောင့်ဖျားသခင်အားတဲ့ရန်သူတွေကိုအကုန်မဖယ်ရှားပေးဘဲနဲ့တချို့ကိုကြံ့ကျွင်းစေတယ်။ဖီတီမင်းတို့ဒီခါနန်နီလူမျိုးတွေစီတုံလူတွေပြီးတဲ့ကမှာဟီဝီလူတွေအချို့ကိုဖျားသခင်အား ကြံ့ကျွန်းစေတယ်ဘုရားသခင်ကဘာကြောင့်ရန်သူတွေကိုအကုန်မဖယ်ရှားပေးဘဲနဲ့ကြံ့ကျွန်းစေရတာလေနံပါတ်၁တစ်ချက်ကသူတို့ကိုစုံစမ်းမှုဖြစ်တယ်ဘုရားသခင်ရဲ့စကားအတိုင်းနားထောင်လားနားမထောင်လားဆိုတာကိုစုံစမ်းမှုဖြစ်တယ်နောက်တစ်ချက်ကတော့သူတို့စစ်အတက်ကိုသင်စေဖို့ဒီတိုက်ပွဲတွေတိုင်နေသူတို့သင်ယူတက်နောက်သွားဖို့ဖြစ်တယ်ဆိုတာတွေ့ရတယ်ဒီနေ့ကျွန်တော်ဘုရားတက်တာထဲမှာလည်းဘုရားသခင်ကရန်သူတွေကိုခြံထားပါတယ်ဘုရားသခင်ကစာတန်ကိုအပြီးပိုင်မဖယ်ရှားပေးသေးပါဘူးကျွန်တော်တက်တာထဲမှာ တိခံဖို့ဘုရားသခင်သင်ပေးခြင်းတိခံစရာမကောင်းတဲ့အဖြစ်ပြက်တွေဘုရားသခင်ကတွေ့ခိုင်းပါလေဘုရားသခင်ကျွန်တော်စိတ်ရှည်ဖို့သင်ပေးခြင်းစိတ်ရှည်စရာမကောင်းတဲ့လူတွေကျွန်တော်အနာနာမှာဘုရားခင်ကထားထားပေးပါလေဒါကဘုရားသခင်ကကျွန်တော်တို့ရန်သူတွေကိုဘုရားခင်ကထားထားပေးတယ်ဆိုတာတွေ့ရတယ်အဲ့ဒါကဘာကြောင့်လဲဆိုရင်တော့ဘုရားသခင်စကားအတိုင်းအသက်ရှင်မရှင်ကိုဘုရားသခင်စုံစမ်းဖို့ဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကစာတန်ကိုဘာကြောင့်မဖယ်ရှားပေးသေးတာလဲဆိုရင်ဒီနေ့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဘုရားသခင်ဆစ်ဆေးဖို့ဖြစ်ပါတယ် ဘုရားသခင်ယုံကြည်တဲ့သူသူ့ကိုယုံကြည်တဲ့သူအစ်စ်မှန်ကိုပဲဘုရားလိုချင်တာဖြစ်ပါတယ်ဘုရားကသူ့ကိုလူသားတွေယုံလာအောင်အတင်းတမမလုဆောင်ပါအောင်လူကိုဖန်ဆင်းတဲ့ကဘုရားသခင်လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားပါတယ်မတက်တာလို့ဘုရားကိုယုံရတာမတက်တာလို့ဘုရားစကားနားထောင်ရတာဘုရားအလိုမရှိပါအောင်လူရဲ့နှလုံးသားထဲကိုကကြီးကြီးပြီးပြီးလိုလိုလလားယုံကြည်နားထောင်တာကိုပဲဘုရားကအလိုရှိပါတယ်ဒါကြောင့်လဲအေရင်ဦးရဲ့မှာဘုရားသခင်ကောင်းမကောင်းသိကြွရအပင်ကိုထားရခြင်းဖြစ်ပါတယ် ကောင်းမကောင်းတည်ကျွမ်းရအပင်သာမရှိဘူးဆိုရင်အာရန်နဲ့အေဝဖျားစကားနားထောင်လဲဆိုတာတတ်သိပြလို့မရတော့ဘူးဆိုတာတွေ့ရစုံစမ်းခြင်းကဖျားစကံထားတာတယ်ဖျားစကားနားထောင်လားနားမထောင်ဘူးလားဆိုတာစုံစမ်းဖို့အတွက်ဒီအပင်ရဲ့အသီးကိုထားတာတယ်ဖျားစကံကလူသဘောဆန္ဒမပါဘဲနဲ့လူကိုအတင်းတမကိုးကွယ်ယုံကြည်လာအောင်မလုပ်ပါဘူးအဲ့ဒါကအစ်စ်မှမဟုတ်ဘူးဖျားစကံသူ့ရဲ့သဘောအတိုင်းလူရဲ့ဆန္ဒအတိုင်းလူရဲ့အလိုဆန္ဒအတိုင်းဖျားကိုကိုးကွယ်တာမျိုးဖျားစကံကလူကျင်တာဖြစ်တယ် ။တခင်ရှုဖရာကကျွန်တော်အပြစ်တော်လဝါကတိုင်းမှာအသေးခံတယ်။သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထားမြောက်တယ်။အသက်ရှင်တဲ့ဖရာဖြစ်တယ်။သင်ကိုထာဝရအသက်ပေးတဲ့ဖရာရှင်ဖြစ်တယ်။သင်ယုံလို့လည်းရတယ်မယုံလို့လည်းရတယ်။ဖရာသခင်အတင်းတမမလုပ်ပါဘူး။ဒါပေမဲ့သင်ယုံရင်တော့ထာဝရအသက်ရမှာဖြစ်တယ်။သင်ကိုယေရှုခရစ်တော်ဖရာကသင်အပြစ်တွေကိုကယ်တင်ပေးပြီးသွားပြီဖြစ်တယ်။ဒါဒီနေ့ဒီချိန်ကာလမှာလည်းဖခင်သခင်ကျွန်တော်စုံစမ်းဖို့အတွက်ယုံကြည်သူစစ်မစစ် ကျွန်တော်တချို့တွေကလည်းသခင်ဘုရားကိုမယုံမဲနဲ့ကြောက်ခိုင်းသွားတဲ့သူတွေရှိပါတယ်။ဘသူကတော့သခင်ရှုကိုစစ်မှန်စွာယုံမလဲ။မယုံဘူးလေဆိုတော့ဒီအချိန်ကာလမှာစစ်ထုတ်တဲ့အချိန်ကာလပဲဖြစ်ပါတယ်။ကျွန်တော်ဟိုးတော့သခင်ရှုလက်ထက်ကာလမှာလည်းယေရှုခရစ်တော်နောက်ကိုလိုက်တဲ့လူအုပ်ကြီးရှိပါတယ်။အဲ့ဒီလူအုပ်ထဲမှာတချို့ကအစာစားရလို့လိုက်တာ။ဒီနေ့တချို့ခရစ်ယာန်တွေတူပါတယ်။ယေရှုကိုယုံတာကကောင်းကြီးရလို့စီဝါလက်လာပါတဲ့အစဉ်ပြေလို့တခုခုရလို့ပေါ့အထောက်ပံ့နေရလို့အကြောင်းအရာတခုခုပေါ်မှာအခြေခံပြီးတော့ယေရှုကိုယုံနေတဲ့သူတွေလည်းရှိပါတယ်။ ဒါနဲ့ဒီအချိန်ကာလမှာတော့ကျွန်တော်ကစစ်ထုတ်ချင်းခံရတဲ့အချိန်ကာလဖြစ်ပါတယ်။ဒါမှမဟုတ်သခင်ရှုကပြောတယ်ပျက်စီးတတ်သောအစာကိုပဲကြိုးစားပြီးတော့မရှာပါနဲ့။နောက်သခင်ရှုကတတိပေးတယ်ဆိုတာတွေ့ရတယ်။တချို့ကြတော့နမိတ်လက္ခဏာတွေကိုမြင်ကျင်လို့လိုက်တာဖြစ်တယ်။ဒီနေ့လဲကျွန်တော်တို့လဲထူးဆန်းတာတွေတွေ့ရတဲ့အပေါ်မှာယုံကြည်ခြင်းကိုတိစောက်ထားတတယ်။တခါတည်းမှာဆူတောင်းတာဖြစ်မလာဘူး။နေပြမကောင်းဘူးသွားဘူးကိုဖြစ်ရှင်တယ်လို့ဖះကမလုတ်ပေးတဲ့ခါမှာသခင်ရှုကိုမယုံကြည်တော့ပဲဆွန့်လွတ်သွားတဲ့လူတွေအကြောင်းများများစွာတွေ့ရပါတယ် ဒါကြောင့်မသခင်ရှုကသူ့ရဲ့လက်ထက်ချိန်ကာလမှာဒီလူအုပ်ကြီးကိုအစာလည်းမကျွေးတော့ဘူး။နမိတ်လက္ခဏာလည်းမပြတော့ဘူး။သူ့ကိုယုံကြည်ဖို့သူကအသက်မုတ်ဖြစ်တယ်။ကောင်းငင်ကဆင်းသက်တဲ့အသက်မုတ်ဖြစ်တယ်။သူ့ကိုစားရင်အစင်မပြတ်အသက်ရှင်မယ်။အတိတ်ပဲကတော့ယေရှုခရစ်တော်ဖခင်ကသူ့ရဲ့ခိုခန္ဓာအားဖြင့်လဝကလိုက်မှာအသေခံပြီးတော့လူသားအလုံးယုံကြည်ခြင်းအားဖြင့်ထာဝရသက်ရမယ်ဆိုတော့ကိုပြောနေခြင်းဖြစ်ပါတယ်။ဒီလိုပြောတဲ့အခါမှာတချို့ကသူတို့လိုချင်တာတွေသူတို့ဖြစ်ချင်တာတွေသခင်ရှုလုံမပေးတော့တဲ့အခါမှာသခင်ရှုဘာမှနမိတ်လက္ခဏာမပြတော့တဲ့အခါမှာယေရှုကို စွန့်သွားကြတယ်ဆိုတာတွေ့ရတယ်။ဒါကိုတော့ရှင်ခရင်ခန်းကြီး6အပိုင်းငယ်66 69မှာဒီလိုရေးထားပါတယ်။ရှင်ခရင်ခန်းကြီး6အပိုင်းငယ်66ကနေ69မှာထိုခါမှစ၍တပည့်တော်အများတို့သည်ကိုရောနှင့်မပေါင်းမဖော်ပဲစုတ်သွားကြ၏။ထိုကြောင့်ယေရှုသည် တကြိမ်နှစ်ပါးသောသူတို့အားသင်တို့သည်လည်းထွက်သွားခြင်းကအလိုရှိကြသလိုဟုမေးတော်မူလျှင်ရှိမုန်ပေတရုက သခင်အကျွန်ုပ်တို့သည်အဘယ်သူထံသို့သွားရပါမည်နည်းထာဝရအသက်နှင့်ရှင်သောစကားသည် ကိုတော်၌ပြပါ၏ကိုတော်သည် ခရစ်တော်ဒီဟုသောအသက်ရှင်တော်မူသောဖခင်သခင်သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါသည်ဟုလျှောက်လေ၏ဒီနေ့သခင်ရှုကပြောပါတယ်သူနဲ့မပေါင်းဖို့ပဲနဲ့လူများစွာကတပည့်တော်များစွာကဆုတ်သွားကြတဲ့အခါမှာထွက်ခွာသွားကြတဲ့အခါမှာ ဒီတပည့်တော်12ယောက်ကိုလည်းမေးတယ်မင်းတို့လည်းငါနဲ့မပေါင်းပွဲနဲ့ထွက်သွားဖို့အလိုရှိလားရပါတယ်ထွက်သွားလို့ရပါတယ်အဲ့ဒီချိန်မှာတဲ့သူရဲ့တပည့်တော်တွေလည်းရှိမုံပေတရုကကျွန်တော်ဘုသူထံသွားမှာလေထာဝရအသက်နဲ့ရှင်တဲ့စကားကိုတော်စီမှာပဲတည်တယ်ကိုတော်ကခရစ်တော်တည်ဟူသောအသက်ရှင်တော်မူသောဘုရားသခင်သားတော်ဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်သိမှတ်ပါတယ်လို့ဝန်ခံတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်မို့သင်လဲလူတော်မရတဲ့အခါမှာသင်ဖြစ်ချင်တာတွေ င်ဖြစ်ရှင်သလိုဘဝကြီးကဖြစ်မလာတဲ့အခါမှာတင်ပြောသလိုဖះကလုံမပေးတဲ့အခါမှာသခင်ရှုကိုတင်ဆွန့်ပြစ်သွားမှာလားဒီနေ့ဖះသခင်ကတင်းရဲ့နှလုံးသားအလိုဆန္ဒလျောက်သူ့ကိုကိုးကွယ်ယုံကြည်တာပဲအလိုရှိပါတယ်ဒါကြောင့်မို့ဖះသခင်ကရန်သူတွေကိုခြံထားပါတယ်ကိုဗစ် -19 ဆိုတဲ့ရန်သူကိုဒီနေ့ဖះသခင်ကစုံစမ်းဖို့အခွင့်ပေးလိုက်ပါတယ် ဒါကသင်ကိုဘုရားသခင်ကနောက်ထပ် level တစ်ခုကိုချိမြှောက်ဖြစ်တယ်။သင်ရဲ့အသက်တာယုံကြည်ခြင်းစစ်မစစ်ကိုဘုရားသခင်ကစုံစမ်းနေတဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကောင်ရောက်စီတိုင်းအပေတို့အခြေအနေကြုံပါစေ။သခင်ဘုရားပေါ်မှာယုံကြည်ခြင်းပြတ်မသွားသောစစ်မှန်တဲ့ယုံကြည်သူများအဖြစ်စုံစမ်းခြင်းကိုယုံကြည်ခြင်းအပြင်အောင်မြင်ကျော်လွှားနိုင်သောသူများဖြစ်စေဖို့အတွက်ဝင်ကားလိုက်ရပါတယ်။အားလုံးပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ။